ရေခဲချောင်းပေးလို့ရတဲ့နောက်ွယ်ကနဲ့ဆိုင်နေကြောင်းရင်ကိုထုတ်ပေါ်ပြောဆိုလိုက်တဲ့ရေခဲချောင်းတယ်လီမင်္ဂလာပါပရိသတ်ကြီးရှင်အခုတင်ဆက်ပေးမယ့်ကြောင်းရလေးကတော့ရေခဲချောင်းနေပေးလို့ရတဲ့နောက်ွယ်ကသူရဲ့လေးနဲ့တဲစိတ်ဒဏ်ရာအကြောင်းကိုထုတ်ပေါ်ပြောဆိုလာခဲ့သူနှလုံးသားရေခဲချောင်းတယ်လီကိုဆိုင်ဆိုရဲ့ကြောင်းလေးကိုဖော်ပြတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင် ငလင်ကာလာမှာနမေကြီးခဲ့တဲ့ရေခဲကျောင်းတလေးကိုရှိုင်းစော်ကတော့သူ့ရဲ့စေတနာရီလက်ငင်းချိုးပေးကအခုဆိုရင်ရန်ကုန်မြို့ကြီးကပါလာရောက်ကျညာရီရှိုက်ကူးနေရပြီပဲဖြစ်ပါရီကိုရှိုင်းစော်ဟာဆိုင်ကယ်ဆုပ်လေးနဲ့ရေခဲကျောင်းပတ်ရောက်ရတဲ့သခိုင်းမျိုးကအခြေခံလူတဲစားဈေးတလေးဖြစ်ပြီးတော့ငလင်ဘေးတဲ့ဒေတာဖြစ်တဲ့သခိုင်းကိုကုညီကယ်ဆေးရဲကားတွေလာရောက်ချိန်မှာလမ်းမမှာသူ့ရဲ့ဆိုင်ကယ်လေးကိုရက်ကရေခဲကျောင်းလေးတွေဝေမျှလူတန်းပေးခဲ့တာပဲဖြစ်ပါရီဒီလိုရေခဲကျောင်းလေးတွေကိုလူတန်းပေးတာဟာငလင်ဘေးမှာမဟုတ်ဘဲနဲ့ကိုရှိုင်းစော်ဟာအမြဲရေခဲကျောင်း ရောင်းထွက်တိုင်းရောင်းရတဲ့အမျက်သေးကနေရေခဲကြောင်းလေးတွေကိုနေ့စဉ်လိုလေးရှိတာပဲဖြစ်ပါတယ်။ဒီလိုရေခဲကြောင်းလေးတွေအမျက်လူပေးရတဲ့နောက်ွယ်ကနေဆိုင်နေကြောင်းရင်တစ်ခုကလေကိုရှိုင်းဆောင်မှာရှိနေခဲ့ပါတယ်။ကိုရှိုင်းဆောင်ကမိဘမရှိတဲ့တကောင်ကျဲပေါ်ပါနေကြီးပြင်းလာခဲ့ရသူဖြစ်ပြီးသူ့ရဲ့အဖေဖြစ်သူတခါမှမမြင်ဘူးတဲ့ပြင်အဖေဘသူမှန်းလေးမသိရှိခဲ့သူဖြစ်ပါတယ်။မိခင်ဖြစ်သူကလေသူ့အသက်9နှစ်ရွယ်မှာနောက်အိမ်တော်ပြုကအိမ်ပေါ်ကနေထွက်သွားခဲ့လို့ကိုရှိုင်းဆောင်ရဲ့ဘဝဟာငယ်စဉ်လေးကမိဘမင်းအင်းနဲ့ဆင်းရဲချို့တက်စွာကြီးပြင်းခဲ့ရတာပဲဖြစ် ြစ်ပါသည်ဒီလိုစင်ရဲကမိဘမရှိတဲ့ဘဝနဲ့နေခဲ့ရသူဖြစ်လို့ငယ်ဘဝမှာရေခဲကြောင်စားခြင်းရင်ငှက်ကြုံနဲ့သာဖြည့်သိမ်းခဲ့ရတယ်လို့သိရပါသည်ကလေးတယောက်ရဲ့စိတ်ထဲမှာရေခဲကြောင်ရင်စားခြင်းနေပေမဲ့ပတ်စံမရှိလို့မစားရတဲ့ခံစားချက်ကိုသူ့ရဲ့ငယ်ဘဝတစ်လျှောက်လုံးခံစားခဲ့ရပြီးတော့ဒီခံစားချက်ကိုစားနာတဲ့တွေ့အခြားကလေးတွေကိုသူ့လိုမခံစားခြင်းနဲ့စိတ်နဲ့တခါတလေကလေးလေးတွေလင်းငါရောက်လာဝယ်ပြီးတော့ပတ်စံမလောက်တဲ့ခါမျိုးတွေမှာရေခဲကြောင်တွေကိုပေးဝေလေးရှိသလို ပတ်စံမရှိတဲ့ရေခဲကြောင်စားကျင်တဲ့စိတ်ကိုမျိုးသိမ့်ထားရဲချို့တဲ့သူကလေးလေးတွေကိုတွေ့ရင်လည်းအမြဲရေခဲကြောင်လေးတွေလှူဒန်းပေးခဲ့တာရေခဲကြောင်ဆိုင်အောင်ကလေးကလို့ကိုရှိုင်းစော်ကပြောထားပါရီငလင်းပေးမှလည်းသူရဲ့ဒီလိုစိတ်ရင်းလေးအတိုင်းပူပြင်းတဲ့အချိန်မှာရေခဲကြောင်လေးနဲ့လူရှင်နေမောပြင်းအောင်နိုင်ရနေရကနေဝင်ပါမေးဆိုကလှူဒန်းခဲ့ခြင်းဖြစ်ကြောင်း ီလောက်တည်းနမည်ကြီးသွားမယ်လို့အိမ်မက်တောင်မှမမက်ခဲ့ဘူးကြောင့်ပွင့်လင်းရိုးသားစွာနဲ့ဖြစ်သွားကြတာပဲဖြစ်ပါတယ်။ကိုရှိုင်းစွာခုဆိုရင်တော့ဒုက္ခရောက်သူပြည်သူတွေအတွက်ပရိုက်တာငွေကြေးတွေလိုက်လံလူနှံပေးနေတယ်လို့သူရဲ့စိတ်ထားဖြူစင်မှုကိုကွန်ပျူတာအနေနဲ့စုချတဲ့စုငွေတွေကိုပါပြန်လည်လူနှံပေးကြတာပဲဖြစ်ပါတယ်။တကူတော့တကောင်ချက်ပေါ်ပါဖြစ်တဲ့အတွက်သူ့အတွက်ဘာမှမလိုဘူးဆိုကဒီငွေတွေကိုအကုန်ပြန်လည်လူနှံပေးကြတာပါ။ပရိသတ်တွေကတော့လူစင်းရဲ့ပေမဲ့စိတ်ထားဖြူစင်ကနှလုံးသားလာတဲ့ကိုရှိုင်းတော်ကိုသူ့ရဲ့စိတ်ထားလေးတွေများစွာချီးကျူးခဲ့ကြတာပြီ။အခုလို စေတနာကြိုးပေးကုသိုလ်ကံတွေကြောင့်ကိုရှိုင်းစော်တယောက်ကနောက်ဘဝတွေမှာမိဆောင်ဖားဆောင်နဲ့ပြည့်စုံကျွားမှုတွေပိုင်ဆိုင်ရပါစေဆိုကဆုတောင်းပေးနေကြတာပါ။ငေဘဝကရေခဲကြောင်စားခြင်းတွေချိန်မှာပတ်စံမရှိလို့မစားခဲ့ရတာကြောင့်သူ့လိုကလေးလေးတွေခံစားရမှာဆိုလို့ရေခဲကြောင်လေးတွေပေးဝေနေတဲ့ကိုရှိုင်းစော်ရဲ့စိတ်ဓာတ်လေးကချီချူးစရာကောင်းသလိုတနာစရာလေးကောင်းလာပါတယ်နော်။ပရိသတ်ကြီးတို့ရောကျညာရဲ့ကူးနေပြီဖြစ်တဲ့နှလုံးသားလှသူဘဝသမားလေးကိုရှိုင်းစော်ကိုဆက်လက်အားပေးနေကြစေလားဆိုလာလေးကွန်မန့်မှာပြောခဲ့ပေးပါအောင်ရှင်။